အန်ဂျီဝါလှုပ်လှုပ်ချင်တယ်ပညာရေးချင်းဘယ်လိုသတ်မှတ်ထားပါသလဲဒီမိကုန်းလေးတွေကခဏခဏမေးကြတာမို့လို့ဒီတစ်ခေါက်ဗီဒီယိုလေးနဲ့ပြေပြေးကြည့်ပါမယ်မတ်တကတော့ကိုရှောင်းမေယာလီပေါ်မှာမူတည်ပါတယ်ကိုက assistant level ရှောင်းမှာလား manager level ရှောင်းမှာလား trader level ရှောင်းမှာလားဒီပေါ်မူတည်ပြီးတော့လိုအပ်တဲ့ပညာရေးချင်းဟာပြည့်ပြည့်စုံနိုင်ပါတယ်ဘာသာဖြစ်တော့လုံခေါ်စားရည်ရဲ့ qualification ဆိုရဲ့နေရာမှာကြည့်လို့ရနိုင်ပါတယ်နောက်တစ်ချက်ကတော့ကိုရှောင်းမေဖွဲ့စည်းပေါ်မှာမူတည်ပါတယ်ဖွဲ့စည်းရည်ရဲ့ထွေးတဲ့ဒီပွဲလိုချက်တွေအားမူတည်ပါတယ်နောက်တစ်ချက်ကတော့ကိုကဖွဲ့စည်းရည်ပဲ team မှာရှောင်းနေလဲဆိုတဲ့ပုံစံ ယ်ကိုဘက် community ဒီနေ့တိုင်းတိတိဆဆိုင်ရတဲ့ operation မှာလား HR လား monitoring လား logistics လားဒီ body မှာလည်းမတူနေပါဘူး။ခုမှအနေနဲ့တကယ်ကျန်းမာရေး project တစ်ခုမှာရှောက်မယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဝယ်ကိုရရှိလာလို့ရှိရင်ပြန်ပြီးပြီးတော့အဆင်ပြေနိုင်ပါမယ်။တခြား HR ဘက်က finance side ဖြစ်ဒီလိုမျိုး company မှာရှောက်မယ်ဆိုလို့ရှိရင်တင်တာတက်ဆိုင်ရာဝယ်လက်မှတ်တွေ certificate တွေရရှိလာရတော့ပို့ပြီးတော့ခင်ဗျားနိုင်ပါမယ်။ GPA ဖြစ်တော်နေကိုယ်ချုံပြီးပြောရမယ်ဆိုလို့ရှိရင် engineering မှာလုပ်ဝင်ဖို့ assistant level ကနေစပြီးတော့ bachelor degree ို့တော်ဖွဲ့စည်းရဲ့အတမချန်နဲ့ပတ်ဆိုင်ရာနေရာဒေသအပေါ်အဝေးရန်ဝေးပြန်ခေါင်ကြတဲ့နေရာစသည်ဖြင့်ဒီလိုပဲမြင်ပြီးတော့လည်းပြောင်းလဲမှုရှိနေတယ်။ဒီနောက်ဆုံးတော့အားလုံးပဲကျန်းနေတော့ပါမယ်လို့